we would bring more in if we needed it because we have to make sure there's going to be law ပရိသတ်များအလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ Trump က Los Angeles မှာ Marine တပ်ဖွဲ့တွေစတင်ချထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် American စစ်တပ်က Los Angeles မြို့ကို Marine တပ်သား900လောက်ယာယီစေလွတ်တော့မယ်ဆိုပြီးတော့သိရပါတယ်ဒါကသမ္မတ Donald Trump ရဲ့ပြင်းထန်တဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေအပေါ်ဖြစ်ပွားနေတဲ့လမ်းမပေါ်ဆန္ဒပြမှုတွေကိုတုံ့ပြန်ရမှာနောက်ထပ်တဲမှမှုတစ်ခုကိုထပ်တိုးလိုက်တာပါ Los Angeles မှာဆန္ဒပြပွဲတွေက တနင်္လာနေ့ဆိုလို့ရှိရင် လေးရမြောက်နေ့အထိဆက်တိုက်ဖြစ်နေကြတာပါလူယာနဲ့ခြေတဲ့ဆန္ဒပြသူတွေကရွှေပြောင်းနေထိုင်သူတွေကိုထိမ့်သိမ်းထားတဲ့ Federal ထိမ့်သိမ်းရေးစခန်းအပြင်ဘက်မှာစုဝေးခဲ့ကြတာပါ American စစ်တပ်ကတော့အမျိုးသားအဆောင်တပ်ဖွဲ့ဝင်တွေအဲ့ဒီနေရာကိုထက်ရောက်လာတဲ့အထိ Federal ပိုင်ဆိုင်မှုတွေနဲ့ဝန်ထမ်းတွေကိုကာဝယ်ဖို့တရင်တရင်စေလို့မယ်ဆိုပြီးတော့ပြောပါတယ်အခုချိန်ထိတော့ Trump အစိုးရအဖွဲ့ကအုံကြမှုဥပဒေ Inspiration Ask ကိုမတုံးသေးဘူးလို့အမည်မဖော်လိုတဲ့ American အရာရှိတအူးကပြောပါတယ် အဲ့ဒီဥပဒေကတော့စစ်သားတွေကိုအယက်သားဥပဒေစောင့်ထိန်ရေးမှာဓာတ်ရိုက်ပါဝင်ခွင့်ပြုမဲ့ဥပဒေပါကယ်လီဖိုးနီးယားပြည်နယ်ကတနင်္လာနေ့ဇွန်လ9ရက်နေ့မှာအမျိုးသားဆောင်တပ်ဖွဲ့နဲ့မရိန်းတပ်ဖွဲ့တွေဆင်လွတ်တာကိုတားဆီးဖို့ထရန့်အစိုးရကိုတရားစွဲခဲ့ပါတယ်ဒါကဖက်ဒရယ်ဥပဒေနဲ့ပြည်နယ်ရဲ့အချုပ်အခြာအာဏာကိုချိုးဖောက်တာပဲလို့သူတို့ကပြောပါတယ်အဲ့ဒီနောက်မကြခင်မှာပဲကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဂါဗင်ဟျူဆမ်ကထရန့်ဟာအမျိုးသားအဆောင်တပ်ဖွဲ့ဝင်2000လောက်ကိုလော့စ်အိန်ဂျလီကိုဆေးလွှတ်နေတယ်လို့သူ့ကိုပြောခဲ့ကြောင်းအသိပေးလာခဲ့ပါတယ်။ လီဖိုးနီးယားမှာလူဝင်မှုကြီးကြပ်ရေးစစ်ဆေးမှုတွေလှုပ်ဆောင်ပြီးတဲ့နောက်လမ်းမပေါ်ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့လို့စနေနေ့ကတော့ထရန့်ကအမျိုးသားအဆောင်တပ်ဖွဲ့ဝင်တွေကိုလှုပ်ရှားစေခဲ့ပြီးကြဲကတဲမာမှုတွေပို့ပြီးတော့တိုးလာခဲ့တာပါဒါကနိုင်ငံထဲမှာတရားမဝင်နေထိုင်တဲ့ရွှေပြောင်းနေထိုင်သူတွေကိုနှင်ထုတ်ဖို့ထရန့်အစိုးရရဲ့ပြင်းထန်တဲ့ကြိုးပမ်းမှုတဲကအကြီးဆုံးပြစ်ပခတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါဦးခင်ဗျာ။